ဖက်ရှိလာခဲ့ပြီဖြစ်တဲ့ Chinese BL New Series Call to Love ပရိသတ်တွေကိုအကြိုက်တွေးစီအောင်မဲ့ Chinese BL New Series လေးထွက်ရှိလာခဲ့ပါပြီဒီတစ်ခါမှာတော့ Modern Series နေနဲ့မဟုတ်တော့ဘဲနဲ့တမိုင်းနောက် Can BL Series နေနဲ့အမြင်တွေ့ခံစားရမယ့် Chinese BL New Series လေးကတော့ Call to Love ဆိုတဲ့ series လေးပဲဖြစ်ပါတယ် Call to Love ဆိုတဲ့ New Series လေးကို2025ခုနှစ်ဇန်နဝါရီလမှာရိုက်ကူးရေးစတင်ခဲ့တာဖြစ်ပြီးတော့2025ခုနှစ်ဩဂုတ်လ25ရက်နေ့မှာတော့စတင်ထုတ်လွှင့်ခဲ့တာပဲဖြစ်ပါ ါတယ်။ Come to Love series လေးမှာအပိုင်းရေထွက်နေတဲ့ကတော့12ပိုင်းပါဝင်သွားမှာပဲဖြစ်ပြီးတော့ဒီ series လေးကိုအပတ်စဉ်တနင်္လာနေ့အင်္ဂါနေ့တိုင်းမှာ Heavenly Travel D နဲ့ Vero တို့ကနေပြီးတော့ပြသသွားမှာဖြစ်လို့အဆောင်မြော်ကြည့်ရှုရအောင်မဲ့ဇလံကောင်းလေးပဲဖြစ်ပါတယ်။ Kill to Let series ရဲ့မူလနာမည်ကတော့ The Eternal Silence of Mountains and Rivers ရဲ့နာမည်ပဲဖြစ်ပြီးတော့နောက်ပိုင်းမှာတော့ Kill to Let လို့အမည်ပြောင်းလဲခဲ့တာပဲဖြစ်ပါတယ်။ဒီ series လေးကိုစာရေးဆရာ Sheehan Hare ရဲ့နာမည်ဒူဝိထုကိုအခြေခံပြီးတော့ series အဖြစ်နဲ့ပြန်လည်အသက်သွင်းရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Kill to Let series မှာ Wenri Chen, Shi Shenyan ပြီးတော့ Li Zidian, Gon Wenri တို့ကပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်။ပုံမှန်မြင်တွေ့နေကြမဟုတ်တဲ့သမိုင်းနောက်ခံ BL series တွေဖြစ်တဲ့ ပြင်ပရိသတ်အကြိုက်တွေးစီမဲ့ Lover to Enemy ပုံစံလေးကိုမှတချင်ကချိတ်ခဲကြဖို့တဲ့ချစ်သူနှုံးဦးကရန်သူအဖြစ်နဲ့ပြန်လဲဆုံတွေ့လာကြတဲ့ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဇလံပုံစံလေးရဲ့အစကတော့ဒီနေ့မှမင်းသားကြောင့်ဖြစ်တဲ့ Shaorian စီကတရားအပြင်းထန်ရနေတဲ့ချောင်ရွေရန်ကိုလုံးချံတက်ဖြတ်သူတရားမှမသိပဲကဲတင်လိုက်မိရာကနေသူတို့နှုံးဦးအကြာရင်းနှီးလာတဲ့တန်ရုံးစင်တွေဈာကနေပြီးတော့ချစ်ချင်းမြတ်တာတွေပေါက်ဖွာလာခဲ့ပေမဲ့နိုင်ငံရေးပြိပခါတွေကြောင့်ကွဲပွားခဲ့ပြီးတော့န နှစ်အတော်ကြာပြီးရနောက်မှာတော့တယောက်ကမြောက်ပိုင်း Emperor ခေါင်းဆောင်ဖြစ်လာခဲ့ပြီးနောက်တယောက်ကတော့ကျောင်းပိုင်း Emperor ရဲ့ဘုရင်ဖြစ်လာတဲ့အချိန်မှာတော့သူတို့နှစ်ဦးရဲ့ပြန်လည်တွေ့ဆုံမှုကမျှော်လင့်ထားခဲ့သလိုမဟုတ်ပဲတိုင်းပြည်ရဲ့ရန်သူတွေအဖြစ်ပြန်လည်တွေ့ဆုံခဲ့ရပါတယ်။တစ်ချိန်ရတည်ရှိခဲ့တဲ့သူတို့နှစ်ဦးသားကချက်ချင်းမြတ်ကြာရဲ့ဆန့်ရွယ်မှုတွေကတော့နှလုံးသားထဲမှာကျန်ရှိနေစေဖြစ်ပေမဲ့ပေါင်းဖက်ခွင့်မရတဲ့သူတို့နှစ်ဦးရဲ့အချက်စလန်လေးနဲ့အတူဈေးဝင်စားစရာကောင်းတဲ့နိုင်ငံရေးလှည့်ကွက်တွေကအနာပြိုင်ဆိုင်မှုတွေနဲ့စီမံကိန်းသက်ချက် တွေကြားကပေါက်ဖွာလာတဲ့ချက်ချင်းမြတ်ကြတွေနဲ့အတူအမုံအာဂါကြတွေရလွန်ဆွဲနေတဲ့ချက်ချင်းမုံချင်းတွေနဲ့အတူယာသအစုံလင်ကိုစိတ်ဝင်စားခံစားကြည့်ရှုရမှာဖြစ်ပြီးတော့ဒိုင်းဒီနဲ့ချက်ချင်းမြတ်တာကြားမှာနှလုံးသားကပဲအနိုင်ယူတော့နိုင်မလားသူတို့နှစ်ဦးကြားအချစ်ခီလန်းကရောတာယာဖြောင်ပြူးနိုင်ပါမလားဆိုတာကိုစောင့်မျှော်ကြည့်ရှုအားပေးရင်းနဲ့အစုံလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်